တဲ့ရီကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခြေကွေဘာရဆိုတာဘယ်လိုလူလဲလို့မကြာခဏမေးလာကြတဲ့လူငယ်မောင်မယ်တို့အတွက်ခြေကွေဘာရအကြောင်းကိုဖတ်ပြပေးမှဖြစ်ပါတယ်တလောကတုံးစီကလူငယ်များအတွက်ယေဇူးထုတ်ဝေသည့်မဂ္ဂဇင်းတစ်စောင်တွင်အကိုကြီးလိုခင်ရသည့်မိတ်ဆွေဤကဗျာတပုတ်ကို မထင်မဖဲဖတ်လိုက်ရသည်သူကဗျာက ကွယ်လွန်ဒီမှာနှစ်ပေါင်း40ပြည့်ပြီဖြစ်သည့်အာဂျင်တီးနားနိုင်ငံသား ယောက်ျားတော်လှန်ရေးသမားဒေါက်တာအာနက်စကိုချီကွေဘာရာကိုမှတ်မှတ်ရရချီကျူးဂုဏ်ပြုထားသည့်ကဗျာကဗျာအမိကသူတော်စင်ကျယ်ပွင့်ကျယ်ပွင့်ဂျိမ်းစတင်ကိုတကဘာလုံးကငေးကြည့်ရသလိုမတော်အလုံးချီကွေဘာရာကိုငေးကြည့်ခဲ့ရသူ့နိုင်ငံကအမြကြီးကိုချစ်စိတ်နဲ့နမ်းသလိုတခြားနိုင်ငံကအမြကြီးကိုလည်းချစ်စိတ်နဲ့နမ်းခဲ့တကဘာလုံးကအမြကြီးကိုလည်းချစ်စိတ်နဲ့နမ်းခဲ့ဒါကိုကဘာတိအောင် တမိုင်းကိုတွေးနေရေးနိုင်ငံမရွေးဘာသာမရွေးလူမျိုးမရွေးလူအလုံးရဲ့ချစ်ခြင်းကိုရခဲ့မာယာဒိုနာရဲ့ဖျားပေးတဲ့လက်ပေါ်မှာချစ်ခွေပါရရှိတယ်အာရှလူငယ်တဦးဂျာမနီရောက်တဲ့အခါသူ့လက်မအိုးအသားနုနုပေါ်ကခြေရဲ့စိတ်မြင်ရုပ်ကိုမြင်တော့ဟေ့ခြေလာပြီခြေလာပြီလို့နိုင်ငံဆောင်ကလူငယ်တွေက လက်ခုပ်တီးအော်ပါပေးကြလူငယ်တွေရဲ့ရင်ထဲမှာခြေရှိတယ် နစရာစုကိုတမင်လေပြန်ကြည့်တဲ့အခါအမှန်တရားရွက်လီပေါ်မှာလူသားမေတ္တာပန်းခြင်းကိုတက်ဆောင်လာသူ နိုင်ငံမရွေးလူသားအလုံးကိုချစ်ခဲ့သူအဆုံးစုံပိဆက်ဆွန့်လွတ်ခဲ့သူခိတ္တရဲ့သူတော်ဆင်ဖြစ်ခဲ့သူ It is better to die standing than to live on your knees ဆရာမောင်ကျူးရဲ့ရေးဆက်ထားတဲ့ပြပြလေးဖြစ်ပါတယ်ဒီဘက်နောက်ပိုင်းနှစ်တွေမှာလည်းတခုတတိထားမိတာရှိတယ် လူငယ်တွေစောင်းသောကက်အုပ်ထုပ်တွေမှာလည်းပျောက်ကြားကောင်းဆောင်ချီကွေပါရာဤပုံကနေရယူလာသည်မြို့လယ်မှာခြေဆွဲရောင်းသည့်တိရှက်တွေမှာလည်းခြေဤပုံကိုတော်တော်များများတွေ့လာရသည်ကဘာကျော်ရွှေရှင်မင်းသားမင်းသမီးနှင့်အဆိုတော်တွေဤရုပ်ပုံများကြားတွင်ပျောက်ကြားတော်လန်ဤသမားဤရုပ်ပုံတော်ကတိုးဝင်နေရယူနေစေပါလားကိုကျူးရင်ကြပြားတဲကလို ခြေဤရုပ်ပုံတော်ကကဘာကျော်ဘလုံးသမားမာရာဒိုနာဤလက်မောင်းပေါ်တွင်လည်းရှိသည် ုတလောကျွန်တော်တို့စီကလူငယ်ကလေးတွေဤလက်မောင်းဆုံများပေါ်တွင်အတွေ့များလာသည်ကျွန်တော်တငယ်ချင်းတယောက်ဤသားကလေးမှာစိတ်တက်ကတူတက်နေတော့လေလူပုံကနဲ့နဲ့ချောချောကလေးသူတို့အိမ်ရောက်လို့သူ့ကိုစစ်ကြက်လက်ပြက်ကလေးတွေတွေ့တော့မှ သူ့လက်မောင်းပေါ်ကစိတ်မြင့်ချောင်ရုပ်ကိုတေချာကြည့်မိသည်အလိုလေးဒေါက်တာချေကွေဘာရပါလားညီချင်းမှုတက်ကတူတွင်အကြီးပညာသင်ယူနေသည့်တမင်းငယ်ကလည်းသူ့လွယ်အိတ်တွင် သူကြိုက်နှစ်သက်သော မင်းသားမင်းသမီးများပါသည့်ရင်ထိုးအဝိုင်းကလေးများကို ခြေဆွဲထားတတ်သည်တခါចောင်းသွားကနီးသူ့လွယ်အိတ်ကိုတတိထားမိတော့ကိုရီးယားမင်းသားချော့ပုံနဲ့ဒေါက်တာချီကွေဘာရာပုံကို ရှင်တွဲလျက်ချိန်ထားသည်ကိုတွေ့ရသည်ဒါနဲ့တမီအဲ့ဒါဘသူပုံလဲတမီကြိုက်လို့လားလို့မြည်ကြည့်တော့မတည်ဘူးအဖေဟုပြန်ဖြေသည်မတည်ပဲဘာလို့တက်ထားရတာလဲလို့မေးတော့ခပ်ပေါ်ပေါ်ပင်သူက ပုံကမိုက်တယ်ဖေရ ဟုပြန်ပြောလေသည်ဒီတော့မှကျွန်တော်အတွေ့များကလွန်ခဲ့သည့်အနှစ်40ကျော်ကဘိုလီးဗီးယားတောအတွင်းတနီးယားတွင်ယုံကြည်ချက်အတွက်အသက်ဆုံးသွားသည့်အာဂျင်တီးနားနိုင်ငံသားပညာတတ်ဆရာဝန်တဦးဖြစ်သည့်ပျောက်ကြားကောင်းဆောင်ဒေါက်တာ အန်နက်စတိုချီဂွေဘာယာ၏ပုံရိပ်များကိုတဖြည်းဖြည်းပြန်လည်မြင်အောင်လျက်ကျွန်တော်ဘုရားမှာလူတယောက်ချင်းခံစားနေကြရတဲ့ယောဂါတွေကို ုသပေးရတာထက်လူမျိုးအလိုက် တိုင်းပြည်အလိုက် ခံစားနေကြရတဲ့ယောဂါတွေကိုကုသပေးရတာ ပိုပြီးအကျိုးရှိလို့ပါပဲခြေခွေပါရပြောခဲ့မှုတဲ့စကားတစ်ခုမှာခြေခွေပါရကိုအာဂျင်တီးနားပြည်အရှေ့မြောက်ဒေသပါရာနာမြကန်းပေါ်ရှိရိုဆာရီယိုမြို့ကလေး၌1928ခုဇွန်လ14ရက်နေ့တွင်ဖွားမြင်သည်။ဘာကင်ဖြစ်သူမှာအာဂျင်တီးနားလူမျိုးအာနက်စတိုဂွေပါရာလင်း ဖြစ်၍မိခင်မှာအိုင်ရီလူမျိုးစီလီယတနာဖြစ်သည်တကယ်တော့သူ၏အမည်သူ၏နာမည်အပြည့်အစုံမှာအန်နက်စတိုချီဂွေဗာရာဖြစ်သည်အာဂျင်တီးနားတွင်ခြေဟူသောစကားလုံးရဲ့အဓိပ္ပာယ်မှာကိုလူဟုရင်းရင်းနှီးနှီးခေါ်သောအဓိပ္ပာယ်ဖြစ်သည်ချီဂွေဗာရာသည်တာသမီ9ယောက်တွင် အကြီးဆုံးသားကြီးဩရတာဖြစ်သည် သူငယ်စဉ်ကအလွန်ယောဂါထူ၍ချူချာသည့်ကလေးတစ်ယောက်ဖြစ်ရာ မိဘနှစ်ပါးကပိုးမွေးသလိုမွေးခဲ့ရသည်ချောင်ဆူရင်ကျယောဂါကိုလည်းအရွယ်နှစ်မလိုက်အောင် ခံစားခဲ့ရသည်တို့အတွက်မိဘများကမကြည့်ရမမြင်ရဖြစ်က သူ့ကျမ်းမာရေးအတွက်ပုံမကောင်းမှုသည်ဂရီစီယာမျိုးကလေးတို့ပြောင်းရွှေ့ခဲ့ရသည်ငယ်စဉ်ကယောဂဝေဒနာတန်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရကကျမ်းမာရေးဘက်တွင်ချွတ်တက်ခဲ့သောဂွေပါရသည်ចောင်းသားဘဝရောက်သောအခါတွင်မူပညာရေးတွင်ထူးချွန်သောចောင်းသားတစ်ယောက်ဖြစ်ခဲ့သည် မူလာတန်းမှာဆ ảy ၍အတန်းတိုင်းတွင် ပထမရရှိခဲ့သည် အသက်၁၈နှစ်တွင်အထက်တန်းပညာကိုဂုံထိုးပြင်အောင်မြင်ခဲ့သည်ရဇင်ကလေးကစာဖက်ဝေဒနာပါခဲ့သောဂွေဘာရသည်ဖခင်ဤစာအုပ်ပုံကြားတွင်သာ အချိန်ကိုခဲ့သည်ကအများသည် သူဖတ်သောစာအုပ်များမှလည်းအစစ်တော်လန်ရေးအမျိုးသားလွတ်မြောက်ရေးနှင့်နေချက်ဆန့်ကျင်ရေးတို့ကိုညွန့်သည့်စာနယ်ဇင်းများဝိထုများကဗျာစောင်းပါးများနှင့် community ဝါဒ social ဝါဒဆိုင်ရာသဘောတရားကျမ်းတို့ဖြစ်ခဲ့ကြသည် စာဖက်ဝါဒနာကြီးသောဂွေဖားရမှာလူပြူလူရွယ်ဘဝတွင်ပင် သူများတွေတွာလာလဲပက်နေသည့်အခြေမျိုး၌သူမှာတော့စာရေးစပွဲတွင်ထိုင်ကသူကြိုက်သောကဗျာတပုတ်ကိုနှုတ်တိုက်ကြက်မှတ်ရင်းအချင်းကုန်လုံးခဲ့သည်ဂွေဘာရာသည်ချီလီကဗျာဆရာကြီးပါဘလိုနီဝူဒါ၏ကဗျာများကိုလွန်စွာသဘောကျခဲ့သည်အထူးသဖြင့်နီရူဒါ၏ပန်းချံတွင်၌တေဆုံးရသူများ the dead in the square ကပြားကို အထူးနှစ်ချိုင်အားရပြီးဖတ်တိုင်းစိတ်သက်တက်ရွာခဲ့သည်ဤပန်းချံသူတနက်ကိုကြည်အပြည့်ထက်လာသူများရက်ဆက်ရက်ဆက်စွာပြစ်တဲ့ရန်အမိန်တော်ကိုဥထိတ်ရွက်လာသူများသည်တေးတန်ကျူးရင်လာကုန်သော လူတို့ကိုသာတွေ့ရှိရသည်တိုင်းပြည်တော်ဝန်နှင့် အချစ်စိတ်ကလူတို့ကို ပြည်သူအဖြစ်ပြောင်းပြစ်လိုက်သည် ပင်ပင်ပါပါမိမငယ်တို့သည်အလံကိုဆုပ်ကန်ရင်း လဲကျသွားသည်လူလင်ပြိုတဦးသည်ဒံရကြောင့်ချောင်းဟခလဲကျသွားသည်ဤအချင်းအရာကြောင့်လူတို့သည် ထိတ်လန့်ကငြိမ်သက်သွားပြီးကြာဆုံးသူများအားငေးဆိုင်ကြည့်နေပြန်သည်နီရူဒာ၏ဤကဲ့သို့သောတိုက်ပွဲဝင်ကြံများကိုဖျင်ဂွေဘာရသည်ဆေကျော်သက်အရွယ်မှပင်ကြံမှရသောတိုက်ပွဲဝင်စိတ်ဓာတ်များပေါက်ဖွားလာကနေချက်ဆန့်ကျင်၏အမျိုးသားလွတ်မြောက်၏ လူမျိုးစုံသွေးစည်းရေးသဘောတရားများကိုပုံမိုးရေးစစ်ဝင်စားလာခဲ့သည်1948ခုနှစ်တွင်ဂွေဘာရာသည်အာဂျင်တီးနားနိုင်ငံမြို့တော်ဘူနိုအေရီမှစစ်တပ်ကတို့တွင်တက်ရောက်၍စစ်ပညာကိုသင်ယူခဲ့သည်ထိုစဉ်က သူ့အသက်မှာ19နှစ်သားရှိသေးသည်အင်ကိုက ကင်ဆာယောဂဝေဒနာကိုစစ်ဝင်စားတော်လဲ ဒီကနီးဆက်ဆက်တင်ကင်ဆာယောဂဝေဒနာကို မချိမဆန့်ခံစားသွားခဲ့ရသည့်အပွားဖြစ်သူကိုမြင်လိုက်ရကစိတ်ထိခိုက်ပြီးစေပညာကိုတင်ယူခဲ့ခြင်းဖြစ်သည်။လေစင်ကပင်ဉာဏ်ပညာထူးချွန်ထက်မြက်သော ခွေဘာရမှာခုနှစ်နှစ်တင်ယူရသောစေပညာကို၃နှစ်နှင့်ကြိုးစားပန်းစားတင်ယူနိုင်ခဲ့သည်။ဆရာဝန်မဖြစ်မီ1952ခုနှစ်တွင်မူတောင်အမေရိကတိုက်ရှိတိုင်းပြည်များကိုလေ့လာရန်အတွက် တက္ကသိုလ်ကျောင်းပည့်ရတွင်တငယ်ချင်းတယောက်နှင့်အတူမတော်ဆိုင်ကယ်တစ်စီးဖြင့်ခရီးထွက်ခဲ့ကြသည်ဖြူနိုအေရစ်မြို့မှသူတို့ပန်းတိုင်ထားရာအမိန်ဆုံးမြေကမ်းရှိအနာကြီးယောဂါကုစခန်းအထိကီလိုမီတာ၈၀၀၀လောက်ခရီးပောက်ခဲ့ပြီးအချိန်လေးလခန့်ကြာခဲ့သည်ဂွေဘာရာသည်ဖြူနိုအေရစ်စစ်တက္ကသိုလ်တွင်ပထမ၆နှစ်ကို၃နှစ်ထည့်ပြည့်ကျူးစာပန်းစားတင်ယူခဲ့သည်ပန်းနာရင်ကျက်ဝေဒနာကိုခံစားရင်း၆လအတွင်းမှာ အဓိကဆောင်ဝေးဝဲကြီး16ခုကို အောင်းမြင်းမြင်းဖြည့်ဆုနိုင်ခဲ့သည်တက္ကသိုလ်တက်စင်အတွင်းတွင်လည်းညဆောင်တည်င်းထောက်ဆက်လူရေးကုမ္ပဏီစီရေးစသည့်အလုပ်များကိုလုပ်ရင်းကျောင်းစီရေးကိုကိုယ်တိုင်ရှာဖွေခဲ့သည်1953ခုနှစ်တွင်ဆရာဝန်ဘက်ကိုရရှိခဲ့တော်လဲအာနာရှင်ပေရူအစုအယကဆရာဝန်များကိုချွေးတက်ဆွဲ၍စစ်ထဲသို့ တွင်းနေသောကြောင့်အာဂျင်တီးနားမှနေ၍မက္ကဆီကိုနိုင်ငံသို့ ထွက်ခွာလာခဲ့လေသည် 1955ခုဩဂုတ်လတွင်ဂျူဗာနိုင်ငံမှာလက်ဝဲသမားပညာတတ်ဝစ်လုံတယောက်ဖြစ်သည့်ဖီဒဲဂက်စတိုနှင့်တွေ့ဆုံခဲ့သည့်ဂက်စတိုမှာဂျူဗာတွင် နိုင်ငံတော်ပုံကံမှုဖြင့်ထောင်ကျနေရမှာထောင်မှအလွတ်တွင် နောက်တစ်ချိန်လက်နက်ကင်တော်လန်ရေးဆင်နွှဲရန် မက္ဆီကိုသို့ရောက်လာခဲ့ခြင်းဖြစ်သည့်ထို့နောက်ဂက်စတို၏ကျူဘာဒေါ်လာရည်တင်ကိုတိုင်ကိုကြပါဝင်ကရူးရူးချွတ်ချွန်ဆင်နွှဲခဲ့သည် 1959ခုဇန်နဝါရီတရက်တွင်အာနာရှင်ဘတ်တစ္စတာဆူရသည်ကက်စထရိုတို့၏ပြည်သူလက်နက်ကင်တပ်များအတွင်သို့ကြာရောက်ခဲ့ရသည်ဂွေဗာရာသည်ကျူဘာဒေါ်လာရေးအောင်ပွဲခံပြီးနောက်1959ခုနှစ်နိုဝင်ဘာတွင်ကျူဘာဒေါ်လာရေးအဆိုရ၏အမျိုးသားဘဏ်ကြီး၏တိုက်တာ ဖြစ်လာသည်1962ခုဖေဖော်ဝါရီလတွင်မူကျူဘာဒေါ်လာရေးအဆိုရအဖွဲ့ဝင်စက်မှုဝန်ကြီးအဖြစ်တာဝန်ယူခဲ့ရသည် သူ၏အရေးချင်းနှင့်ဆွမ်းဆောင်မှုများကြောင့်ကျူပါပြည်တွင် အသေးစားအလက်စားနှင့် အကြီးစားဆက်မှုလုပ်ငန်းများတည်ထောင်နိုင်ခဲ့သည်မူလကနိုင်ငံခြားတည်တံ့ရွှေနှင့်ငွေဒေါ်လာတန်း90သာရှိခဲ့ရမှာဒေါ်လာ196တန်းထိတိုးပွားလာခဲ့သည်1960ပြည့်နှစ်တွင်ကျူပါဒေါ်လာ၏အစိုးရအဖွဲ့ကတိုင်ပြည်တိုင်ပြည်စီးပွားရေးတည်ဆောက်မှုအတွက်ဘဟုစီးပွားရေးလုပ်ငန်းအဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့ရာ ဝေဘာရာမှာထူဖို့ဖွဲ့ဤခေါင်းဆောင်ဖြစ်လာခဲ့သည် အာရှအာဖရိကနှင့်လက်တင်အမေရိကအပါအဝင်နိုင်ငံများက ပြည်ပဆိုင်ရာပျောက်ကြားခေါင်းဆောင်အဖြစ်တင်ကြီးတညိုထဲအတိမတ်ပြုခြင်းခံခဲ့ရသောဝေဘာရာသည်1960ပြည့်နှစ်အနွေရာသီတွင်စပိန်ဘာသာဖြင့်ရေးသောပျောက်ကြားစစ်စင်ရေးစာအုပ်ကြီးကို ပထမဆုံးအကြိမ်ထုတ်ဝေခဲ့သည်ဤစာအုပ်ကိုကျူဘာအစိုးရ၏အမျိုးသားလေယာဉ်မြေပြုပြင်ရေးအဖွဲ့ချုပ်ကြီး INRA က ကြီးကျယ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ဤစာအုပ်ထွက်တဲ့နှင့်လက်တင်အမေရိကနိုင်ငံအားလုံးတွင် အကြီးအကျယ်ခရဲရိုက်သွားသည်။အိုရီ9000ကျော်ရိုက်နှီးခဲ့ရာအယောင်ရာဆုံးစည်ရင်းဝင်စာအုပ်အဖြစ်တွင်ကျယ်ခဲ့သည်။အာရှအာဖရိကဥရောပနှင့်မြောက်အမေရိကတိုက်တို့မှနိုင်ငံများကလည်းဘာသာမျိုးမျိုးဖြင့်ပြန်ဆိုခဲ့ကြသည်အမေရိကန်ပြည်ထောင်စုအစိုးရတက်မတော်ဤစစ်ပညာစာဆောင်တစ်ခုဖြစ်သည့်ကန်တက်တပ်ဖွဲ့များပြန်တန်းတွင်ပါထည့်သွင်းဖော်ပြခဲ့ရသည် အင်္ဂလန်ပြည်၌အီစာအုပ်ကို1962ဇူလိုင်လတွင်ပထမအကြိမ်ထုတ်ဝေခဲ့ရာအယောင်ရတွင်ကျလာသည်ဖြင့်ဒီဇင်ဘာတွင်ဒုတိယအကြိမ်ပြန်လည်ရိုက်နှီးခဲ့ရသည်1963ခုနှစ်တွင်နှစ်ကြိမ်ထပ်မံရိုက်နှီးရာကစုစုပေါင်း၄ကြိမ်တိတိပုံနှိပ်ထုတ်ဝေခဲ့ရသည်ဂွေဘာရာသည်1965ခုမတ်လတွင်ကျူဘာပြည်မှရုတ်တရက်ပျောက်သွားကဘိုလီးဗီးယားနိုင်ငံသို့တိတ်တဆိတ်ရောက်သွားပြန်သည် သူကတော့ကဘာပေါ်ရှိအချို့သောနိုင်ငံများကမိမိ၏လုပ်အားကိုတောင်းခံလာကြသည့်အတွက်ဟုအကြောင်းပြပြောဆိုသည်1966ခုဇန်နဝါရီလတွင် ကျူဘာပြည်ဟာဗနာမြို့ပေါ်တွင်ကျင်းပသောတိုက်ကြီးသုံးတိုက်တွေးစည်းညီညွတ်ရေးကွန်ဖရင့်သို့အမည်မဖော်လိုသည့်စခန်းတနေရာမှပြေးပို့လိုက်သည့်ချီဂွေဘာရာ၏တောင်းဝန်လာတဆောင်ရောက်ရှိလာသည်အဆိုပါတောင်းဝန်လာတွင်ဂွေဘာရာက အာရှအာဖရိကလက်တင်အမေရိကတိုက်ကြီးသုံးတိုက်မှာ အဖိနိခံပြည်သူတို့ဤလွတ်မြောက်ရေးတိုက်ပွဲများကိုတိုး၍ဆင်နွှဲကြရန်ဤတိုက်ပွဲများအပြန်အလှန်ပေါင်းစည်းဆက်နွယ်ရေးတန်နိုင်ငံနဲ့တန်နိုင်ငံအစွမ်းကုန်ကူညီသွားကြရန်ဖော်ပြတိုက်တွန်းထားသည် BNL လို နိုင်ငံတွေများစွာပေါ်ပေါက်လာဖို့ကိုလည်းအတိအလင်းလှုံ့ဆော်တိုက်တွန်းထားသည်ဝေဘာရာဤထိုတော်လာကြောင်း အမေရိကန်ဦးစီးသည့်အရင်းရှင်နိုင်ငံကြီးများသည့်ဝေဘာရာဤသူဤပျောက်ကြားစစ်စင်ရေးပြူပါများကိုရှင်းလင်းတုတ်တင်ပြည့်ရန်ကောင်းချင်းရိုက်ခဲ့ကြသည် ်ထို့အချိန်တွင်ဝေပါရမှာဘိုလီးဗီးယားနိုင်ငံ၏မြို့တော်လာပက်စ်မြို့သို့ရုတ်ဖြတ်ကာဥရုဂွေးအမျိုးသားရာမွန်ဖာနန်ဒက်အဖြစ်ပြီးရစွာဝင်ရောက်လာခဲ့ပြီးနမီဂျောကိုပါကဘာဟိုတယ်ကြီးတွင်တဲခိုကဘိုလီးဗီးယားကွန်မြူနီကောင်းဆောင်အချို့နှင့်တိတ်တဆိတ်တွေ့ဆုံဆွေးနွေးခဲ့သည်နိုဝင်ဘာ6ရက်နေ့တွင် လာပက်စ်မြို့မှနေ၍ကျူးဘာပြည်သူတက်မတော်မှဗိုလ်ကြီး အဲဘာတို့နဲ့အတူလက်နက်ကင်ပြောက်ကြားတိုက်ပွဲဆင်နွှဲရန်ချစ်ကားတစည်းဖြင့်ထွက်လာခဲ့သည်။ကွေဘာရာသည်နန်ချူဝါစုမြစ်ကမ်းပွေးမှ ရာခင်းပြင်ကြီးတွင် စခန်းချကနေမီဒီတာကိုလိလာခဲ့သည်။လိုဝဲတီပြင်ဆင်မှုများကိုပြုလုပ်ခဲ့သည့်အရေးကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်သည့်စစ်မြေပြင်စေပေကန်တစ်ခုကို ဖွင့်သည်။စီမံခန့်ခွဲမှုများပြုလုပ်ပြီးနောက်နေ့စဉ်အချိန်ဇာတ်ဆွဲကတိုက်ပွဲလေ့ကျင့်ခန်းများစတင်ခဲ့သည်။သူစဉ်ကာလမှာပင် ဘိုလီးဗီးယားဆူရကလည်းဂွေဘာရာဤတရင်ကိုရတမျှချေရကန်ကအင်အား2000ရှိသည့်စစ်တပ်ကြီးတပ်ဖြင့်တောင်းင်းကပိုက်ဆိုင်တိုက်ရှာဖွေလျက်ရှိသည်ဂွေဘာရာအနေဖြင့်လည်းဤဒေသတဝိုက်မှလေသမားများကိုစနစ်တကျမစည်းရုံးနိုင်သေးသည့်အပြင်အခြေခံစခန်းတစ်ခုကိုအခိုင်အမာမတည်ဆောက်နိုင်ခြင်းပင်ဘူရီဆိုဒီကသူဤပန်းနိုင်ကြဝေဒနာမှာတနေ့တခြားပူရီဆိုလာခြင်းဖြစ်သည်ဘိုလီးဗီးယားပြောက်ကြားများကို ခေါင်းဆောင်နေသူမှာဂွေပါရာပင် အသေးချာဖြစ်ကြောင်းသိရှိထားသည့်ဘူလီဗီးယားအစိုးရကလည်းဂွေပါရာကို အရှင်ဖြစ်စီ အသေးဖြစ်စီလက်ရဖန်ဆီးပေးနိုင်သူအားစုငွေအဖြစ်ဒေါ်လာ၄၀၀၀ချင်းမိမိဟု အတိလင်းကြေညာထားသည်တက်တောင်းတက်တန်း၂၀၀၀ကျော်ဖြင့်ပိုက်စိတ်တက်ရှာနေသလိုလေရင်ရဟဲရင်များနှင့်လဲတောတောင်တဲ၌အနှိမ်ဝဲကကင်းထောက်ရှာဖွေခဲ့သည်၁၉၆၈ခု အောက်တိုဘာလ၈ရက်ဘိုလီးဗီးယားနိုင်ငံ ကာမီရီမျိုးနှင့်85မိုင်အကွာတောတွင်းတနေရာဖြစ်သည့်ကွေဗရာတာယူရိုအမည်ရှိတောင်ကြားဒေသတွင်ဖြစ်သည်မွန်တဲချင်းလောက်တွင်ထိုဒေသ၌ပျောက်ကြားများနှင့်အစိုးရတပ်တို့တွေ့ဆုံကတိုက်ပွဲဖြစ်ကြသည်အစိုးရတပ်က၄ဘက်၄တန်ဝိုင်းကတရဆက်ပစ်ခတ်ကြသည် ကွေဗရာကဝိုင်းထားသည့်စစ်သားများကိုထိုးဖောက်ထွက်ရန်ခေါင်းဆောင်၍ရှေ့ကတက်သွားသည်ထိုစဉ်မှာပင်ဘဲဘဲပေါင်၌တန်ရာတစ်ချက်ရကကိန်းဆောင်ထားသော M1 ကာဗိုင်တနတ်ကိုလည်းကြည်စံတဲ့ရဲ့ထိမှန်ပြီးပြစ်မရတော့ပဲဖြစ်ကတန်ရာနှင့်အဖမ်းခံခဲ့ရသည်။ဂွေဘာရာမှန်တိကြသောအစိုးရစစ်ဗိုလ်များကသူ့ကိုလူနာထမ်းစဉ်တစ်ခုဖြင့်ထမ်းကာတိုက်ပွဲဖြစ်ရာဒေသနှင့်ငားမိုင်ကန်၊ကွာဝေးသော EQS မြို့ကလေးသို့ခေါ်ဆောင်လာခဲ့ကြသည်။လာပတ်မြို့မှစစ်ဌာနရုပ်တင်မှုအရာရှိများမှဂွေဘာရာနှင့်ပတ်သက်၍မိတို့အေးအေးယူဆောင်ရွက်ရမည်ကို ကောင်းချီးရ၍ညှိနှိုင်းတိုင်ပင်နေကြသည်။ နောက်ဆုံးတင်တော့ဘိုလိုဗီးယားဆိုရသည်ဂွေဗာရာအားပြစ်တက်ပြီးတိုက်ပွဲတွင်ရရှိသည့်ဒဏ်ရာဖြင့်တည်ဆုံသွားကြောင်းကြေညာရန်ဆုံးဖြတ်ခဲ့ကြသည် အရှင်မထားပဲပြစ်တက်လိုက်ပါဟုအရှင်မထားပဲပြစ်တက်လိုက်ပါဟုသော ရှုဝဲအမိန့်သည်နောက်တစ်နေ့အော်တိုဘာ9ရက်နေ့တွင်ဂွေဗာရာကိုထားသောဟီဂရီးစ်မျိုးကလေးမှစတင်ကြောင်းအဆောင်ကလေးတဲ့သို့ဝိုင်ယာလက်ဆက်မှတဆင့်ရောက်ရှိလာခဲ့သည် နောက်နှစ်နာရီကြာမှာဂွေဘာရာထားရာ အခန်းတို့ဘိုလီဗီးယားစစ်တပ်မှဗိုလ်မှူးတယောက်အချမ်းစစ်ဗိုလ်တယောက်တို့ ဝင်လာခဲ့သည်ဂွေဘာရာက အခန်းလယ်ရှိတင်သားကဒင်ပေါ်တွင် ပက်လက်လှန်၍နေသည်အပေါ်ပိုင်းအင်ကြီးမပါစစ်ပေါင်းမီကိုဒူးစစ်တီနှစ်ဖက်စလုံးလက်တင်ထားသည်ခောင်းရင်ဘက်မှာတော့လန်စွတ်ကိုင်းအဆောင်စစ်သားတို့ခဏကြာတော့အရာရှိကြီးနှစ်ယောက်ကဘကွက်အာနာသာစစ်ဗိုလ်အား လန့်ကြည့်ရဂွေဘာရရှိရာဘက်သို့မိဆက်ပြလိုက်သည်စစ်ဘိုလ်ဤတနေ့ပြောင်းဝါကဂွေဘာရရှိရာဘက်သို့ဥတီလာသည်ထို့တော်လည်းချောက်ချားနေသည့်စစ်ဘိုလ်ဤလက်နှစ်ဖက်စလုံးကတုံလုံးနေရာတနေ့ပြောင်းဝါမှာလည်းငြိမ်ရမနေဂွေဘာရကစစ်ဘိုလ်ကိုဆူဆူရဲရဲကြည့်ကပြစ်ပါကြောက်နေသလားဟုပြောလိုက်သည်တခန်းလုံးရန်ငွေများဖြင့်ဖုံးလန်းသွားတော့သည်တရင်ပေါ်မှာကွေဘာရာဤရင်ပတ်တင်ကညည်းသောသွေးများစီစဉ်လျက်မလွတ်မရှဲ လက်တင်အမေရိကပြည်သူတို့၏ nation ဆန့်ကျင်ရေးနှင့်အမျိုးသားလူမျိုးရေးတိုက်ပွဲများတွင်အဖိနှိတ်ခံပြည်သူများအတွက်တော်လှန်ရေးသဘောတရားနှင့်လက်တွေ့တိုက်ပွဲပါဦးဆောင်ကအလင်းရောင်ပေးခဲ့သည့်ချယ်နီတပွင့်က သူရဲဘော်ကြောင်လာသောလက်နက်ကင်ဆူရတဲ့ဖွဲ့၏လက်ချက်ဖြင့်ရွေလင်းကြွေရပါတကားဒီမှာပဲချစ်ခွေပါရရဲ့အကြောင်းပြောပြလို့ပြပါပြီ နောက်နေ့ဒီမှာချီကွေပါရနဲ့ပတ်သက်တဲ့အကြောင်းတွေကိုဆက်လက်ဖျက်ပြပေးမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပြီး like and comment ပေးသွားကြလို့ရပါတယ်ကျေးဇူးတင်ပါတယ်